ားလုံးပဲမင်္ဂလာပါ This pro နဲ့ပတ်သက်ပြီးတော့ကျွန်တော်သင်ခန်းစာတွေကိုနောက်ဆက်လက်ပြီးတော့အဲတင်ပေးနေပါတယ်အဲကျွန်တော်ဒီနေ့မှာတော့ဒီ Logis Pro နဲ့တော့ကျွန်တော်တို့ simulation လေးတစ်ခုလောက်ပေါ့နော်အဲသင်ခန်းစာလေးကိုကျွန်တော်အဲ tutorial လေးတစ်ချက်လုပ်ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ simulation ပေါ့နော်ဒီ simulation မှာ simulation အမျိုးမျိုးရှိတယ်ပေါ့နော်အဲ့ထဲကနေပြီးတော့ကျွန်တော်ကဒီမှာ dose simulator ဆိုတဲ့ simulation ကိုရွေးချယ်လိုက်တာပေါ့နော်ဆိုတော့ဒီ dose dose simulator ဆိုတဲ့ဟာကเนาะသူကအလုပ်လုပ်တဲ့ပုံစံလေးကဘယ်လိုပုံစံဖြစ်မှာလဲဆိုရင်เนาะအဲဒီ motor တွေကိုဒီ app လောက်တာရှိမယ် motor တွေကို download တာရှိပဲเนาะဆိုတော့အလုပ်လုပ်ရင်းနဲ့မှာကျွန်တော်တို့ကဒီတကားကိုเนาะဒီဖွင့်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာ ကျွန်တော်ဒီ program ကိုเนาะအဲဒီနေ့သင်ခန်းစာမှာတော့ဒါကျွန်တော်ဒီ example 1အနေနဲ့เนาะအဲပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘယ်လိုပုံစံမျိုးလေးပေါ့เนาะလုပ်လို့ရလဲဆိုတော့ဆက်ဒီမှာကျွန်တော်เนาะအဲ letter diagram လေးเนาะ simple letter diagram လေးတစ်ခုတော့ကျွန်တော်ဆွဲပြသွားမှာဖြစ်ပါတယ်အဲ့တော့အခုဒီ data မှာဆိုတော့ကျွန်တော်တို့ကဒီ limit switch နှစ်ခုပေါ့เนาะ limit switch နှစ်ခုက အဲဒီ simulation ရဲ့ဒီအစမှာဒီတကားအမြဲတမ်းသူက stop အနေထားမှာပဲရှိဘူး။ဟုတ်ပြီနော်။အဲ stop နေထားမှာပဲရှိတာဖြစ်တဲ့အတွက်ကျွန်တော်က limit switch 2ဒီအမြဲတမ်း close ဖြစ်နေပါ။ဟုတ်ပြီနော်။ limit switch 2က close အဲ limit switch 1က open အဲ limit switch 1က close ဖြစ်မယ်ဆိုလို့ရှိရင်နော်အဲဒီ motor ဒီနော်ဒီအပေါ်ရောက်သွားပြီ။တနည်းအားဖြင့်ပြောမှာဆိုလို့ရှိရင်ကျွန်တော်ဒီတကားကိုဖွင့်လိုက်ပြီဆိုတာကိုသိရမယ်။ တကယ်လို့ limit switch တူက close ပြန်ဖြစ်မယ်ဆိုလို့ရှိရင်เนาะဒီ motor ကเนาะဒီ down အခြေအနေနဲ့ဒီကျွန်တော်တို့ဒီတကားက shut လို့ plus ဆိုတော့ကြည့်ရအောင်เนาะဆိုတော့ဒီအချက်တစ်ချက်ကိုအခြေခံပြီးတော့ကျွန်တော်တို့ကဒီ program ကိုเนาะအဲကျွန်တော်တို့ဒီ interlock ပုံစံနဲ့ပဲကျွန်တော်ရေးဆွဲပြသွားမှာဖြစ်ပါတယ် okay ကဲဒါဆိုရင်ကျွန်တော်တို့เนาะဒီမှာဒီ program နဲ့ပတ်သက်တဲ့เนาะကျွန်တော်တို့ဒီ ရေးဆွဲသွားမဲ့ပုံစံလေးကိုကျွန်တော်ဒီမှာကာဆာလေးတစ်ချက်ချပြပေးသွားမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့က range ကစစပေါင်းဘယ်နှခုလောက်လုံလဲဆိုရင် range ၄ခုလောက်တော့ကျွန်တော်သုံးမယ်ပေါ့နော်။အဲကျွန်တော်ဒီမှာ range ၄เนาะကျွန်တော်ဒီမှာเนาะ၄ခုလောက်ထိတော့ကျွန်တော်ဒီမှာပြထားလိုက်မယ်။အဲတော့ပထမဆုံးဒီမှာကျွန်တော်တို့ကเนาะဒီတကားဖွင့်မယ်เนาะအဲတကားဖွင့်တဲ့ခလုတ်ကိုဒီမှာဒါခလုတ်ပေါ့နော်။ဒီခလုတ်ကိုနှိပ်ပဲဆိုရင်ကျွန်တော်က motor က app ဖြစ်မယ်။ဟုတ်ပြီနော်။ ဆိုတော့တရားကိုအရင်ဆုံးကျွန်တော်စပြီးတော့စမ်းသပ်ပြတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာเนาะဒီ normally open hello ကလေးတခုယူလိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ကเนาะဒီ open condition ကိုထည့်လိုက်မယ်เนาะအဲ့တော့သူကဘာဖြစ်မလဲဆိုရင်เนาะကျွန်တော်တို့ဒီ open ဖြစ်မယ်ဟုတ်ပြီเนาะနောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီနေရာလေးပေါ့เนาะအဲ့ဒါဆိုရင်ကျွန်တော်ဒီ open နေလိုက်တဲ့အချိန်မှာ motor က app ဖြစ်ရဟုတ်ပြီเนาะ ါဆိုကျွန်တော်ကဒီမှာ output တစ်ခုခေါ်လိုက်မယ်ပြီးသွားရင် motor ရဲ့ app ကိုထည့်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ကเนาะဒီ motor ရဲ့ app ကကျွန်တော်ဒီ cloud ကိုအမြဲတမ်းနှိပ်ထားနေရမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီ cloud က push button ဖြစ်တဲ့အတွက်ကျွန်တော်ကသူ့ကို latch ဖမ်းမယ်ဟုတ်ပြီနော်အဲ့တော့ဒါကျွန်တော်ဒီမှာ latch လုပ်ဖို့အတွက်ကျွန်တော်ဒါလေးယူမယ်နော် ပြီးသွားရင်ကျွန်တော်တို့ဒီမှာเนาะဓာတ်လေးထည့်လိုက်မယ်အေးအဲ့တော့ခုနကဟိုကပြက်သွားတယ်ပေါ့เนาะဓာတ်လေးပြန်ထည့်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ motor ရဲ့ app ကိုဒီမှာထားလိုက်ဟုတ်ပြီเนาะ motor ရဲ့ app ကိုဒီမှာထားလိုက်ပြီးသွားရင်ဒီ app ကဒီကိုပြန်လာမယ်ဟုတ်ပြီเนาะ okay အဲ့ဒါဆိုဒါဆိုဘာဖြစ်ကျွန်တော်တို့ဒီ motor ကိုဘာလို့လုပ်ရပြီလဲဆိုတော့ app connection နဲ့ခိုင်းလို့ရပြီเนาะဆိုတော့ဒီနေရာလေးကိုကျွန်တော်เนาะ ဒီမှာ edit symbol ဒါကျွန်တော်တို့က comment ပေးတာပေါ့နော် edit symbol ဆိုတာက comment ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာရေးလိုက်မယ်ပေါ့နော် border app ပေါ့နော် border app ဆိုပြီးတော့ရေးလိုက်ဒါပဲဟုတ်ပြီနော်အပြီးတော့ inner log တွေပါတယ်ကတော့ကျွန်တော်နောက်ကြမှာထပ်ထည့်ပါပေါ့နော် okay ကျွန်တော်ဒီအတိုင်းလေးပဲကျွန်တော်တို့က motor down ကိုလည်းဒီတိုင်းလေးပဲဆွဲသွားပါဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒါလေးထည့်မယ်ဒါလေးထည့်မယ် ပြီးသားကျွန်တော်တို့ဒါကိုရထားမယ်ဒါထားမယ်ဟုတ်ပြီနော်ပြီးသားရင်ကျွန်တော်တို့ကာဒီထဲကိုထည့်လိုက်မယ်ပြီးသွားရင်တော့ကျွန်တော်ဒါလေးပြန်တက်ဟုတ်ပြီနော်အော်ဒီမှာ close အဲ့တော့ motor ရဲ့ close ကဒီမှာပါဒါ close ဟုတ်ပြီနော်ဒါ close close ပေါ့နော်ဒါကိုကျွန်တော်တို့ဒီမှာ edit symbol မှာနော် close ဆိုပြီးတော့ကျွန်တော်တို့ကနာမည်ပေးလိုက် အဲ့တော့ဒါကဘာဖြစ်မလဲဆိုရင်မော်တာက down ဖြစ်ဟုတ်ပြီနော် close လုပ်တဲ့အချိန်မှာမော်တာကဖြစ်သွားမှာလေဆိုတော့ down ဖြစ်သွားအဲ့တော့ကျွန်တော်ဒီမော်တာရဲ့ down address တွေကိုဒီမှာနှက်လိုက်ဟုတ်ပြီနော် address ကကျွန်တော် drag ပဲလုပ်လိုက်တာပေါ့နော်ကျွန်တော်ဒီမှာ drag ပဲဆွဲလိုက်တယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ edit symbol နဲ့နော်ကျွန်တော်တို့မော်တာ down လို့ရေးလိုက်မော်တာ down နော် okay ီးသွားရင်ကျွန်တော်ဒါကိုဒီကိုယူထားပါเนาะโอเคဒါဆိုရင်ဒါတစ်ခုရသွားပြီဟုတ်ပြီနော်အဲ့တော့အခုနပြောတဲ့ဒီ limit switch တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်เนาะအဲ့ဒီမှာတစ်ခါလဲပြောသွားမယ်ဆိုတော့ကျွန်တော်တို့ဒီမှာသုံးမဲ့ limit switch ကเนาะ water app ဖြစ်မယ်ဆိုလို့ရှိရင်เนาะ limit switch 1က open အခြေအနေရောက်သွားအော်လီမစ်စ်1 open ဖြစ်သွားတယ်ဆိုတာကတကယ်တော့ဒီမော်တာက limit switch 1ကိုလာထိပါဟုတ်ပြီနော်ဒီမော်တာရဲ့ app condition ကဒီ limit switch 1ကိုထိပါ ဒါဆိုရင်ကျွန်တော်တို့ကတကားကเนาะဒါပွင့်သွားတဲ့သဘောမျိုးဟုတ်ပြီเนาะအဲ့ဒီအတွက်ကျွန်တော်တို့က limit switch 1ကိုဘာအနေနဲ့ထားမှာဆိုရင် normally open အနေနဲ့ထားဟုတ်ပြီเนาะအဲ့ဒါမထားခင်မှာကျွန်တော်တို့ကဒီ app နဲ့ down တစ်ခုကို interlock လို့ interlock ထပ်ပေးရတယ်အဲ့ဒါကျွန်တော်ဒီမှာဒီနေရာလေးကိုကာစာပေးထားမယ်ဟုတ်ပြီเนาะတခါဒီနေရာလေးကိုကာစာပေးထားမယ်ထားနှစ်ခုဟုတ်ပြီเนาะ ဲ့ဒါဘေးစံကျွန်တော်တို့ဒီမှာဟောင်းအဲ့ဟုတ်ပြီနော် okay အဲ့တော့အခုနပြောတဲ့ဒီမှာ limit switch 1ဟုတ်ပြီနော်ဒါ limit switch 1က normally open ဖြစ်ရမယ် open ဖြစ်တဲ့အချိန်မှာ motor က app ကိုကျွန်တော်တို့ကဘာလို့မှလဲဆိုရက်လိုက်ပါတကယ်လို့ကျွန်တော်တို့က limit switch 1ကိုဒီမှာမခံတော့ဆို motor ဆက်ပြီးတော့လင်းနေမှာဟုတ်ပြီနော်အဲ့တည်းကျွန်တော်တို့အဲဒီ motor ဒီပျက်စီးသွားနိုင်တယ်ဟုတ်ပြီနော် โอเคအဲ့တော့ကျွန်တော်တို့ကဒီမှာ limit switch ကိုခံထားတယ်အဲ့ limit switch 1က open ဖြစ်ဖို့လိုတယ်နော် limit switch 1 open ဖြစ်ရမယ်ဒါဆိုကျွန်တော်တို့ဒီမှာ limit switch 1ကိုဒီမှာထားထားလိုက်ဟုတ်ပြီနော်ဆိုတော့ဒါကဘာလဲဆိုရင်ဒါ limit switch 1ဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီဘက်မှာနော်အဲ့တော့ motor down အဲ့တော့ motor down ကသူက limit switch 2 limit switch 2ကဒီ motor down မှာကျွန်တော် default condition မှာလဲသူက close ပဲဟုတ်ပြီနော် တော့ဒီမှာလဲသူကဘာဘာလဲလဲဆိုတော့ close ပဲအဲ့တော့ close ဖြစ်သွားတယ်ဆိုတော့ကျွန်တော်မော်တာ down ကနော်အဲချက်ချင်းပဲမော်တာက down မာရင်သူအောင်ဖြစ်သွားမလဲဆိုတော့ရက်တန်သွားမှာတနည်းအားဖြင့်ဆို limit switch ကိုထိတာ ਨੇ မော်တာ down ရဲ့အခြေအနေက off သွားမှာ auto off သွားမှာဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့က normally close ကိုပဲခေါ်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ limit switch 2နော် limit switch 2ကိုမလုပ်မှလဲဆိုရင်ကျွန်တော်တို့မှာ ် image 2ကိုထည့်လိုက်ဟုတ်ပြီနော်ဒါ image 2 okay ကဲဒါဆိုရင်ကျွန်တော်တို့ဒီဟာကနော်အလုပ်လုပ်သွားပြီအဲ့တော့ကျွန်တော်တို့မှာဘာလေးထပ်ထည့်ကြည့်လဲဆိုတော့ indicator လေးတွေထည့်ချင်တယ်ဟုတ်ပြီနော်အဲ့ indicator လေးတွေထည့်ဖို့အတွက်ကျွန်တော်တို့ကဒီမှာ indicator ကဘယ်မှာပါလဲဒီပုံလေးမှာပါတယ်ဟုတ်အဲ့တော့ motor open ဖြစ်ကြအောင် indicator အဲ့တော့ open ဘယ်တင်ဖြစ်မလဲဆို limit switch 1 open ဖြစ်တာနဲ့ဒီနေ့ပြောမှာဆိုရင် limit switch 1က close ဖြစ်တာနဲ့ motor က open ဖြစ်တယ် ဟုတ်ပြီနော် limit is 1 close အဲဒီမှာ open border f ဆိုမြတ်သွား close မှာမှာဒီ open ဆိုတဲ့ media လင်းမှာဟုတ်ပြီနော်ဒါဆိုကျွန်တော်ဒီနေရာလေးမှာဟောဒီနေရာလေးမှာကျွန်တော်တို့ကနော် normally close ကိုထည့်လိုက်မယ်ပြီးသွားရင်เนาะကျွန်တော်တို့ဒီမှာ output တစ်ခုเนาะ အဒီကောင်ကျွန်တော်လည်းမဟုတ်ဘူးနော်။သူကကျတော့ open ဖြစ်မှာနော်ဒီမှာ close ရယ် meeting မှာဟုတ်ပြီနော်။ဒါသူကအများကြီး close က meeting နေတာဒါတော့ default မှာပေါ့နော်။ဒါဆိုရင်သူ့ကိုတော့ကျွန်တော်က limitless 2ကိုတော့ကျွန်တော်က open နေထားမှာပဲထားမယ်။ပြီးသွားရင်ကျွန်တော်တို့ဒီမှာနော် output တစ်ခုထုတ်လိုက်။ဟုတ်ပြီနော်ဒါလေး။ Okay အဲ့ဒါလေးပဲ။ ဆိုတော့ကျွန်တော်ဒီမှာကနော်ဒီ limit stage 1ကဒီမှာနော် limit stage 1အရိယာဒီမှာကျွန်တော်တို့နော်အဲဒီမီလုံးလေးဟုတ်ပြီနော်ဒီ open ဆိုတဲ့မီလုံးလေးကိုထားမယ်နော်ဒါ open ဆိုတဲ့မီလုံးလေးဟုတ်ပြီနော်ကျွန်တော်ဒီမှာစာလေးရေးလိုက်မယ် op e n open နော် lamp ဟုတ်ပြီနော် open lamp ဆိုပြီးတော့ကျွန်တော်ဒီမှာရေးလိုက်โอเค တော့ဒါကတော့ limit is 2ဟုတ်ပြီနော်ဒီမှာ limit is 2 okay ဒါဆိုရင် तू ကဘာဖြစ်မလဲတော့ close ဟုတ်ပြီနော်ဒီမှာ close အဲ့တော့ तू ဒီမှာ shut ပေါ့နော်ဒါ shut ဆိုပြီးတော့ပဲ तू ရေးထားတယ်ဆိုတော့ကျွန်တော်ကလည်းဒီမှာ shut လမ်းလို့ရေးလိုက်ဟုတ်ပြီနော် shut လမ်းဆိုပြီးရေးโอเคဟုတ်ပြီနော်ဒါဆိုဒါကျွန်တော်တို့ဒီအခုဒါလေးကိုကျွန်တော်တို့နော် tutorial လေးတစ်ချက်ဆန်းလို့ရမယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ကျွန်တော်ဒီမှာ download လုပ်လိုက်မယ်ပြီးသွားရင်เนาะသူ့ကို online လုပ်လိုက်မယ်ပြီးတော့ဒီမှာ run လုပ်လိုက်ဟုတ်ပြီနော်ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်မယ်เนาะအတော့ဒီမှာ share ဆိုတဲ့ mail link နေတယ် data တကားပြင်နေလို့เนาะ share ပြတာ okay ဒါကျွန်တော် open ဆိုတဲ့ဖလုတ်ကိုနှိပ်လိုက်ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာเนาะ ော်တာကဘာဖြစ်မလဲဆိုရင်နော်မော်တာကသူ app လဲဟုတ်ပြီနော် app လဲပြီးသူက limit 1ကိုထိမယ်ထိရတယ်အဲ့ဒီ app လဲရက်ဟုတ်ပြီနော်โอเคဒီချက်ကြည့်အောင်အဲ့တော့ဒါကမော်တာလဲနေတဲ့အတန်လေးပေါ့နော်အခုဒီမှာကြားနေရတဲ့အတန်မော်တာလဲနေတဲ့အတန်လေးဖြစ်ပါတယ် Okay ဟာပြီနော်ဒါဆိုကျွန်တော်တို့ဒါ limit switch 1ကိုထိသွားပြီ လေဗစ်စ်ကိုအောင်ထိသွားပြီးရင်မော်တာကဖြစ်သွားမယ်ဆိုတော့သူရှက်သွားမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်လေဗစ်စ်ကိုထည့်ထားတဲ့အကြောင်းရင်းဒါပဲမော်တာကိုကျွန်တော်ကရက်ချင်လို့ထည့်တယ်ဟုတ်ပြီနော်လေဗစ်စ်ကိုထိတာနဲ့မော်တာကရက်သွားရမယ်နော်အဲ့ဒီသဘောလေးနဲ့ထည့်လိုက်တာကဲဟုတ်ပြီဒါဆိုကျွန်တော်တို့ close လို့ကြည့်ရအောင်ဟုတ်ပြီနော် close okay ဒါဆိုမော်တာကသွားနော် down ပြန်ဆင်းသွားပြီဟုတ်ပြီနော်မော်တာရဲ့ down ခြေနေကအလုပ်လုပ်မယ် down ပြန်ဆင်းသွားမယ် And to say more at how not to limit is to what he you know. Okay. अब ना ढाका जनों जैसे मिली ले मंडियन दो आपी अब ना सुनो ढाका जनों इटाई मारी बारी मपादी ना तमार बारी पे ने चलो เนาะဒီဟာကိုเนาะကျွန်တော်တို့ open နဲ့เนาะဒီ close ကိုကျွန်တော် manually လုပ်ပြလိုက်တာဟုတ်ပြီเนาะဆိုတော့နောက်သင်ခန်းစာတွေမှာတော့ကျွန်တော်တို့အ type မှနေပါတုံးပြီးတော့ကျွန်တော်တို့เนาะသူ့ကို control တွေဆက်ပြီးတော့ကျွန်တော်တို့လုပ်သွားကြမှာဖြစ်ပါတယ်ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ